အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ကဒီ solar အသုံးပြုတဲ့သူတွေအတွက်ပေါ့နော်ဒီကိုယ့်ရဲ့အိမ်မှာကျွန်တော်တို့တွေကဒီ legacy မီးတွေကိုကျွန်တော်တို့တွေက၄နိုင်၅နိုင်ဇက်တိုက်အသုံးပြုချင်တယ်ဆိုရင် battery ဘယ်လောက် ah အသုံးပြုရမလဲဘယ်လောက် site ကိုဒီရွေးချယ်ပြီးအသုံးပြုရမလဲဆိုတာကိုတွက်ချက်တဲ့နီလန်လေးကိုကျွန်တော်လာပြီးမျှဝေပေးတာဖြစ်ပါတယ်နော် okay ဒါဆိုတော့ကျွန်တော်တို့တွေကကိုယ့်ရဲ့အိမ်မှာရှိတဲ့ ဒီလျှက်စပစ္စည်းတွေကိုပေါ့နော်ဒီအသုံးပြုဖို့အတွက်ပေါ့နော်ဒီဒီ၄နိုင်၅နိုင်ဇက်တိုက်အသုံးပြုဖို့အတွက်ဘက်ထရီဘယ်လောက် AH ဘယ်လောက် O ကိုအသုံးပြုရမလဲဆိုတာကိုဒီတွက်တဲ့နည်းကိုပြောပြမှာဖြစ်ပါတယ်เนาะဒါဆိုတော့ကျွန်တော်တို့တွေကနံပါတ်1ကိုယ့်ရဲ့အိမ်မှာရှိတဲ့မီးလုံးမီးချောင်းရဲ့ ဝါစစူပါတန်ဖိုးဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်တို့တွေအရင်ရှားရမယ်ပြီးလို့ရှိရင်အဲ့ဒီရလာတဲ့ဝါကိုကျွန်တော်တို့တွေကကိုအသုံးပြုမနိုင်ရင်ねဒီမြောက်လိုက်မယ်ပေါ့နော်မြောက်ရမယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်ကဒီမှာ900ဝါဒီ900ဝါဆိုတာကဘာလဲဆိုတော့ကျွန်တော်ကဒီကျွန်တော်အိမ်မှာရှိတဲ့မီးလုံးမီးချောင်း TV ရဲ့ဝါတွေကိုကျွန်တော်ပေါင်းလိုက်တယ်ပေါ့နော်900ဝါဝါရတယ်အဲ့ဒီ900ဝါကိုကျွန်တော်က၄နာရီစက်တိုက်ကျွန်တော်အသုံးပြုချင်တယ်ပေါ့နော်အဲ့ဒီအတွက်အဲ့လိုမျိုး၄နာရီစက်တိုက်အသုံးပြုဖို့အတွက်ကျွန်တော်ဘက်ထရီဘယ်လောက်သုံးရမလဲဆိုတာကို ကျွန်တော်ရှာချင်တယ်ဗောနော်ဆိုတော့ကျွန်တော်ကဒီ900ဝကိုကျွန်တော်400နဲ့မြောက်လိုက်တဲ့6နိုင်နဲ့မြောက်လိုက်တဲ့ခါကျတော့2000ဝထွက်လာတယ်ဗောနော်ဒါဆိုတော့ကျွန်တော်တို့တွေဝဟာဝထွက်လာပြီဗောနော်ပြီးဆိုရင်ကျွန်တော်ကျွန်တော်တို့ကဒီကိုယ့်ရဲ့အိမ်မှာရှိတဲ့ vertical ရဲ့ voltage အားကိုကျွန်တော်တို့သိရမယ်12 volt ရှိမယ်24 volt ရှိမယ်48 volt ရှိမယ်ဗောနော်ဒီကောင်ကတော့ထားလိုက်အရေးမကြီးဘူးပြင် battery ah ဟာဝါကိုကျွန်တော်တို့တွေတွက်မယ်ပေါ့เนาะဒါဆိုတော့တွက်နီးလေးကအရန်လွယ်တယ်ဒီခုနကကိုယ်ရဲ့ဆုစုပေါင်းဒီ မီလုံးမီးသီးတွေရဲ့စုစုပေါင်းဝါကိုကျွန်တော်တို့ဒီကိုအသုံးပြုမဲ့နိုင်နဲ့မြောက်ထားလိုက်တဲ့အခါကျတော့မြောက်လိုက်တဲ့အခါကျတော့ဒီကိုအသုံးပြုမဲ့ဝါဟာဝါ ထွက်လာတယ်ဗောနော်ဒီ2000ဝဒီ2000ဝကိုကျွန်တော်တို့အိမ်မှာရှိတယ်ဒီ12 volt ဆို12 volt 24 volt ဆို24 volt 48 volt ဆို48 volt ဘက်ထရီရဲ့ဘက်ထရီရဲ့ volt နဲ့ကျွန်တော်တို့မျှောက်လိုက်ရုံပဲဗောနော်ဒီမှာဆိုတော့ဒီ oh sorry စားလိုက်ရုံပဲဗောနော်ဒါဆိုတော့ဒီ2000ဝဟာဝါကိုကျွန်တော်ကဒီ12 volt ဘက်ထရီအသုံးပြုမယ်ဆိုရင်ဗောနော်166.60 AH ဘက်ထရီလိုတယ်ဗောနော်ဒီတကယ်လို့ကျွန်တော်က24 volt ဒီ24 volt battery ကိုအသုံးပြုမှဆိုရင်83.33 Ah battery ကိုကျွန်တော်အသုံးပြုရမယ်တကယ်လို့ကျွန်တော်တို့က48 volt battery ကိုအသုံးအသုံးပြုမှဆိုရင်တော့ဘောနော်41.69 Ah battery ကိုအသုံးပြုရမယ်ဒီမှာဗာထူးခြားလဲဆိုတော့ကျွန်တော်တို့တွေက voltage မြင့်လေသူရဲ့ Ah ကနည်းွားလေပဲဘောနော် volt နည်းရင် Ah များတယ် volt volt များရင် Ah နည်းွားတယ်ဘောနော် ဆိုတော့ကဒီပွားဒီအပွားစာတွေကိုလိုက်ကြည့်ပြီးမျက်စိရှုပ်တယ်နားမလည်ဘူးဆိုရင်ဒီအလွယ်ပေါ့နော်အလွယ်ဒီအောက်မှာကျွန်တော်ပြောပြမယ်ဒီ900ဆိုတာကကျွန်တော်တို့ရဲ့အိမ်မှာရှိတဲ့မီလုံးမီချောင်း TV တွေရဲ့ဝါကိုကျွန်တော်ပေါင်းထားတာဖြစ်တယ်ပေါ့နော်ထားလိုက်ပါတော့မီလုံးကမီလုံးကကျွန်တော်ဒီ900ဝါနှလုံးပြ900ဝါနှလုံးဆို400 TV က100ဝါ TV က100ဝါဆိုတော့စုစုပေါင်း900ဝါရှိတယ်။အဲ့ဒီ900ဝါကိုကျွန်တော်က၄နာရီစက်တိုင်အသုံးပြုရှင်တဲ့အတွက် 900အမြောက်၄ကျွန်တော်မြောက်လိုက်တော့2000ဝါဟာဝါထွက်လာတယ်။အဲ့ဒီ2000ဝါကိုကျွန်တော်ကဒီကျွန်တော်အိမ်မှာကျွန်တော်က12 volt battery ကိုအသုံးပြုတဲ့အတွက်ပေါ့နော်။ဒီ2000ကိုဒီ2000ဝါအစား7နဲ့ကျွန်တော်စားလိုက်တော့166.60 Ah battery ကိုကျွန်တော်အသုံးပြုရမယ်။ဒီဒီကိုအသုံးပြုရမယ် battery ထွက်လာတယ်ပေါ့နော်။ဒါဆိုတော့ကျွန်တော်တို့ရဲ့ဒီဈေးခွက်မှာပေါ့နော်ကျွန်တော်တို့တွေ battery ကကျွန်တော်တို့တွေ 100ဦးပဲရှိချင်ရှိမယ်150ဦးပဲရှိချင်ရှိမယ်200ဦးပဲရှိချင်ရှိမယ်ပေါ့နော်ကျွန်တော်တို့တွေကဒီကိုတွက်လို့ထွက်လာတဲ့ဘက်ထရီရဲ့ AH ထက်ဒီပိုတဲ့ဒီဘက်ထရီကိုဝယ်ယူပြီးဆိုအသုံးပြုသင့်ပါတယ်เนาะပြီးရင်ဒီကျွန်တော်တို့တွေက ီကိုယ့်ရဲ့အိမ်မှာပေါ့နော်ကျွန်တော်တို့တွေက inverter တွေပါတွေအသုံးပြုရဲဆိုရင်လည်းပေါ့နော် inverter က तू ကဘယ်လိုမျိုးပုံစံအလုပ်လုပ်လို့ဆိုတော့ तू က DC ကနေ AC ပြောင်းပေးတဲ့အတွက် तू ကအပူတွေပါတွေထွက်တယ်အဲ့လိုမျိုးအပူတွေပါတွေထွက်တဲ့အခါကျရင်ဒီလျှက်စစ်တွေပါတွေဆုံးရှုံးတာရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့တွေ battery ဆိုတာလည်းကျွန်တော်တို့တွေအားအကုန်ထုတ်သုံးလို့ရတဲ့မျိုးမဟုတ်ဘူးကျွန်တော်တချို့ battery တွေကြတော့ဒီ30ရာခိုင်နှုန်း လောက်ကျွန်တော်တို့တွေခြံထားရတယ်တရားကိုကျွန်တော်တို့တွေက80အထိပဲအသုံးပြုရမယ်တချို့ဘက်ထရီတွေကြတော့လည်းတရားဆိုရင်90အထိပဲအသုံးပြုရမှာပေါ့နော်ဒီအဲ့လိုမျိုးတွေရှိတယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့တွေကဒီကိုအသုံးပြုတဲ့ဘက်ထရီရဲ့ဒီ name plate ပေါ့နော်ဘက်ထရီမှာကျွန်တော်တို့ဘက်ထရီ over လိုက်လို့ရှိရင်ဘက်ထရီမှာကျွန်တော်တို့တွေစာရွက်တွေပါလာတယ်ပေါ့နော်ဒီစာရွက်တွေမှာသူပြထားတယ်ပေါ့စာရွက်တွေမှာသူရေးထားတယ်ဒီဘက်ထရီကိုကျွန်တော်တို့တွေဒီအားတရားကနေဒီ ီဘလောက်အထိပဲအသုံးပြုလို့ရမှာလဲ30ရာခိုင်နှုန်းရောက်ရင်ဆက်ပြီးအသုံးပြုလို့မရတော့ဘူးတွေပါတယ်သူတို့ဒီရေးထားတယ်ပေါ့နော်တိတ်တိတ်ရှာဖတ်ကြည့်ပေါ့နော်ဒီသူပြောတဲ့အတိုင်းဖတ်ကြည့်ကြည့်လိုက်ဒါဆိုရင်ကျွန်တော်တို့ဒီကဒီမှာ166ဒသမ60ခု AH ဘက်ထရီကိုအသုံးပြုရမှာဆိုရင်ထားလိုက်ပါတော့ကျွန်တော်တို့ဒီကဒီ166ဒသမ60ခု AH ရှိတဲ့ဘက်ထရီကိုကျွန်တော်တို့ဝယ်လိုက်တယ်ဆိုရင်ကိုကျွန်တော်တို့ရဲ့ဘက်ထရီကသူကဒီအားတရဆိုရင်အားတရအကုန်လုံးပေးမသုံးခိုင်းဘူးဘက်ထရီကကျွန်တော်တို့ဒီကိုဒီ30ရာခိုင်နှုန်းချန်ခိုင်းနေဆိုရင်ကျွန်တော်တို့ဒီကဒီ ဒီ166ထက်မှ69 AH လုံးကျွန်တော်တို့အသုံးပြုမှဆိုရင်ဒီဘက်ထရီကဘုံတော့အာ100ကနေ300အထိရောက်သွားမယ်အဲ့လိုမျိုးအာ100ကနေ300အထိရောက်သွားလို့ရှိရင်ဒီကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့ဘက်ထရီကဘုံတော့ရေရှည်မှာအာမခံတော့ဘူးဒီပြက်တာမြန်သွားမယ်ဘုံတော့ဆိုတော့ကကျွန်တော်တို့တွေကဒီ166ထက်မှ69 AH ဘက်ထရီဒီ AH ကိုအသုံးပြုရမယ်လို့သူကကျွန်တော်တို့ပြတ်တာ တွက်လိုက်တယ်ဒီထွက်လာတယ်ဆိုပေမဲ့ကျွန်တော်တို့တွေက 200Ah ရှိတဲ့ battery ကိုဒီဝယ်ပြီးအသုံးပြုသင့်တယ်ပေါ့နော်ဒီဝယ်ပြီးအသုံးပြုတာကတော့ပိုကောင်းတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့တွေဒီထက်သွင်းစဉ်းစားရမယ့်အချက်ပေါ့နော်ဒီတွက်တွက်ချက်တဲ့နီးကတော့ဒီနီးလန်အတိုင်းပဲဒီ formula အတိုင်းပဲကျွန်တော်တို့ဒီတွက်လို့ရတယ်ဒီ formula အတိုင်းကျွန်တော်တို့ တွက်လို့ရတဲ့အပြင်ကိုမှပေါ့နော်ကျွန်တော်တို့တွေကဒီဘက်ထရီတွေရဲ့ပေါ့နော်သူ့ရဲ့တတ်မှတ်ထားတဲ့ဒီအားဘလောက်ရာခိုင်နှုန်းအထိချန်ထားရမလဲဆိုတာကိုပါကျွန်တော်တို့တွေထက်သွင်းပြီးဆိုစဉ်းစားပေးရမှာပဲဖြစ်ပါလိမ့်နော်။ Okay ဒါကတော့ကျွန်တော်တို့တွေဒီကိုယ်အိမ်မှာရှိတဲ့ဒီလျှက်စင်မီတွေကိုဒီ၄နိုင်၅နိုင်ဇက်တိုက်အသုံးပြုဖို့အတွက်ဘက်ထရီဘလောက် AH ဒီ သုံးပြုရမယ်ဆိုတဲ့အတွက်နေလေးကိုကျွန်တော်လာပြီးမျှဝေပေးတာဖြစ်ပါတယ်เนาะဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုအစနေဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်တယ်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပါသေးရင်လည်း like and subscribe လေးနဲ့အားပေးသွားကြပါအောင်ခင်ဗျာ